မဟာဗုဒ္ဓဝင်တတိယတွင်မိကွန်ဥပါဒိတနှင့်ကောလီတာတို့သည်အရှင်အတ္တစီဟောကြားတော်မူသောဂါရာကို나ယူ၍မိသည့်အရိယာတော်ဖြစ်တော်မူကြသည်။သောတာပန်ပါရမီဉဏ်တို့တွင်ပါရမီဉဏ်တို့တွင်ရှင်သာရိပုတ္တရာရှင်မောကလန်တို့သည်မိသည့်ဉဏ်၌ယဟန္တာဖြစ်တော်မူကြသည်။အကတာဝကပါရမီဉဏ် ရှင်သာရိပုတ္တရာရဲ့ရှင်မာမောက္ကလံရဲ့ဟာအကတဝကပါရမီဉဏ်အကတဝကပါရမီဉဏ်မှာရဟန္တာဖြစ်တော်မူကြတယ်လဝဲလက်ရာမတိကျော်နှစ်ပါးတို့ဤတပီ250ကိုမြတ်ဗုဒ္ဓတရားရည်အေးတိုက်ကျွေးတော်မူရာတရားတော်အစုံ၌မြည်သည့်ဉာဏ်တော်၌တည်ကြပါသည်နိအရဟတ္တဖုရှင်မောက္ကလန်သည်ယံဖြစ်ပြီးနောက်ပနေယျမြောက်နှင့်ပနေယျမြောက်မှာ အယန္တာဖြစ်တော်မူပါသည်နိခုနှစ်ရက်မြောက်ခုနှစ်ရက်မြောက်မှာယန္တာဖြစ်တော်မူရဲ့လဝဲတော်ယံလဝဲတော်ယံလက်ရတော်ယံအကတာဝကကြီးနှစ်စုတို့ဟာမြတ်စွာဘုရားရှင်ဒီပဲမိတိနေမာမတာဝကရာထူးကိုပြီးတော်မူပါသည်နိတဘူရဲလာဖြစ်တဘူရဲလာဖြစ်အဲ့တော့လဝဲတော်ယံလက်ရတော်ယံအကတာဝကကြီးနှစ်စုကို เนาะတဘိုးရဲလာပြီနေမှာတဘိုးရဲလာပြီနေမှာတာဝကရာဓုကို ပြေတော်မူတယ်တဲ့တာတော်လေးအရှင်ရာဟုလာအောင်ဟောကြားတော်မူသည်ရာဟုလာဝါဒရာဟုလာဝါဒတုတ်တံကိုဘယ်နှချိန်မြောက်တရားပွဲမှာမြတ်စွာဘုရားဟောကြားတော်မူခဲ့တယ်နီး၃ချိန်မြောက်၃ချိန်မြောက်မှာမြတ်စွာဘုရားဟောကြားတော်မူခဲ့တယ်တဲ့ ဩဝါဒပါတိမောက်ကိုဝိပတိမြတ်စွာဘုရားသည်ခုနှစ်နှစ်မှတစ်ကြိမ်သာဟောကြားရာ၌ဒုတစ်ကြိမ်သည်ခုနှစ်နှစ်သာဆုံးမပြီသာဖြစ်ပါသည်ပေါ့မြတ်စွာဘုရားသည်ယဟန္တာပေါင်း2000နှစ်အတူခရီးဒေတာစာရီကိုရာဇဂျူပြီးဝေလူဝင်ကျောင်းတော်မှကြွတော်မူခဲ့သည့်အချိန်ကာလသည်မြင့်တီလာမြင့်တီရဖြစ်ပါသည်နိ ရာစကြိုပြည်ဝေလူဝင်ကြောင်းတော်ကနင်းကြွရံမှုရဲ့အချိန်အားဆိုရင်တပေါင်းလာပြီးကျော်တရက်ဖြစ်ပါတယ်တပေါင်းလာပြီးကျော်တရက်ဖြစ်ပါတယ်ယဟန္နာပေါင်း2000နဲ့အတူခီးဒေတာစာရင်းကြွားချီတယ်။အဲဘယ်ဟိုဘယ်ကနေကြွားလဲဆိုရင်ယန်းရာစကြူပြီးဝေလူဝင်ကျောင်းကနေကြွားတော်မူတယ်ပေါ့။အဲ့ဒါဘယ်ချိန်လဲဆိုလို့ရှိရင်တပေါင်းလာပြီးကျော်တည့်ရနေဖြစ်ပါတယ်တဲ့။ ။အမျက်စာဗျာရှင်ဟာကပိလဝုန်နေပြီးတော့ကြာတော်မူလာတဲ့အကြောင်းကို ခမဲတော်ဒုဒရဏမင်းကို သတင်းစကားပြောကြဖို့အတွက်ရှင်မဟာအရှင်အရှင်ကာလူဓာကြီးမထေရမြတ်ကဆိုရင်အဘိညာဉ်တကိုဇန်ရင်တို့ကကောင်းကင်ခင်ပြီးကြာရောက်တော်မူတဲ့နေရာမှာအဘိအဘိညာဉ်နဲ့ကြွတယ်လေဆိုလို့ရှိရင်အေဒီဝိတအဘိညာဉ်နဲ့ကြွတယ်အေဒီဝိတအဘိညာဉ်နဲ့ကြွတာကဘာလို့လဲဆိုရင်အရှင်ကာလူဓာကြီးမထေရမြတ်အလုပ်ကိုလည်းဆိုရင် အာမြတ်စွာဘုရားရဲ့ကမဲတော်ဒုတော်ရဏမင်းကိုအာတရင်စကားပြောကြဖို့အတွက်နော်အဲ့ဒီအဘိညာဉ်နဲ့ကြွားတာဖြစ်တယ်ဘယ်ဦးကြွားလာတာလဲဆိုမြတ်စွာဘုရားကဘယ်ဦးကြွားလာလဲဆိုလို့ရှင်ကပိလဝေနေပြည်တော်ကိုကြွားလာတော်မူမှာဣတိပတနာမိဂရာဝုံတော်မှာဓမ္မစကြာဒေသနာတော်ကိုဘုရားပြုတော်မူခဲ့တဲ့နောက်မှာဟောတာဘယ်ချိန်မှလည်းဘယ်နှစ်ခုမြောက်မှလည်းဆိုလို့ရှိရင် ရှစ်ရှစ်ခက်ရှစ်ခုမြောက်တတ်တာဟာမှာ ဟောတော်မူခဲ့တယ် သာတော်လေးရာဟုလာရဟန်းတော်အားစူလရာဟုလာအစူလရာဟုလောဝါဒတုတ်တန်ဖြင့်အဘေရာဟောကြားတော်မူလက်တန်လိုဟောကြားတော်မူလက်တန်ဟုရှင်သာရိပုတ္တရာအာမင်းကြားစဉ်တည်ရာပြပြီးနောက်ဘယ်နှစ်မြောက်ဖြစ်ပါသနည်းတဲ့73နှစ်မြောက်ဖျားပြပြီးနောက်73နှစ်မြောက်မှာအဲ့လိုမျိုးမိန်ကြတယ်တဲ့စူလရာဟုလောဝါဒစူလရာဟုလောဝါဒတုတ်တန်ဟောကြားမှာဖြစ်တယ် လူဟောမှာလဲဆိုရင်ဒါတော့လေရာဟုလာယဟန်တော်ကိုဟောကြမှာဖြစ်တယ်ဘုသူ့ကိုမိန်ကြတာလဲဆိုရင် ရှင်သာရိပုတ္တရာကိုမိန်ကြတယ်ဘုရားပြပြီးဘယ်ချိန်မှာလဲဆိုရင်ဘုရားပြပြီးနောက်73နှစ်မြောက်မှာဟောကယဝတမိုးနှင့်ပတ်သက်၍အတိတ်ဇလံတပုဟောခဲ့ပါတယ်တဲ့ဘယ်ဆက်တော်ဖြစ်ပါသနည်းရဲ့ဝိတန္တရာဇတ်ဝိတန္တရာဇတ်အင်းရှိဇာနန်းတော်နန္ဒမင်းသားအာမင်္ဂလာ၅မျိုးဖြင့် ဘိတ်တိတ်တွန်းရာတွင်အင်းရှိဇန်နန်းတော်အနင်းပွဲမင်္ဂလာကို ပါဠိလိုမိတို့ခေါ်ပါတဲ့နီကရပဝေဒနာမင်္ဂလာပါဠိတော်ဘယ်လိုခေါ်လဲဆိုရင်ကရပဝေဒနာမင်္ဂလာလို့ခေါ်ပါတယ်အရှင်ရာဟုလာကိုတရဏဂုံပြီး၍ရှင်ပြုပေးသောဇယဤဘွဲအမိမိတို့ခေါ်ပါတနည်းအရှင်မဟာမောက်ကလံဘုရားပြတော်မူပြီးနာဝါရော20အတွင်း6ဝါမြောက်ဝါစုခဲ့သော နေရာဒီမြင့်တီနေရာဖြစ်တဲ့နီအာမကောဒတောင်ခြေရတော်ကြောင်45ဝါမြောက်ဝါဆိုခဲ့တဲ့နေရာကဝေသာလီပြည်ဝေလူဝါကျော်ဝေလူဝါရွာကျောင်း အသက်အရွယ်နုနယ်လာတဲ့ရှင်ရှင်ရဟုလာအောင်မူသားစကားမပြောချရန်မူသားစကားမပြောချရန်ဆုံးမဩဝါဒပေမာ တော်ပေမည်ဟုကျန်စီကရေခွက်ကိုဥပမာပေး၍ဟောကြားတော်မူခဲ့ပါသောတုတ်တန်ဒေသနာတော်ဤအမည်မှာအမ္ပါလာအဓိကရာဟုလောဝါဒတုတ်တန်သာရောယာဟုလာမဟာယာဟုလောဝါဒတုတ်တံကို ဟောကြားတော်မူခြင်းတွင်ရှင်ယာဟုလာ၏ အသက်မြင်များရှိပါသည်နေ16နှစ်ရာဇကြိုးတရေကြီးနဲ့အနာတပင်တရေကြီးဟာဆိုလို့ရှိရင်သမီးယောက်ပါမောင်းလဲနမလဲတော်တယ်တဲ့အော်ရာဇကြိုးတရေကြီးရနေမြတ်စွာဘုရားလို့ပြောလိုက်တဲ့အချိန်မှာအဲ့ဒီတန်လေးကိုကြားလိုက်တဲ့အခါမှာအနာတပင်တရေကြီးရဲ့တန်တမ်းမှာဖြစ်တဲ့ပီတိဟာ၅မျိုးဖြစ်ပါတယ်တဲ့အနာတပင်တရေအနာတပင်တရေကြီးရဲ့ငယ်မိကသူဒတ်ထ ဧတဝင်းကျောင်းတော်ရာသည်ရှိရှိသောဖရာရှင်တို့၏လက်ထက်တော်၌လည်းဇေတဝင်းအမည်နှင့်ဖရာအနစုပွင့်တော်မူခဲ့ပါသည်နီးကျတော့ခုနှစ်စုပင်ပိတာရာမင်းကြီးမှာတာတာတော်ဒီနော်အစာတသက်အပြင်ကိုသမီးတော် မြည်သူရှိပါသေးသနည်းပေါ့နော်အဲတမီးတော်ရဲ့အမည်ကဘာလို့လဲဆိုရင်စုံဒီမင်းသမီးဖြစ်ပါတယ်ဆိုတော့စုံဒီမင်းသမီးနဲ့အစားတတနဲ့ဟာမောင်နှမပေါ့နော်ပန်ယောင်သမားကိုသူမနာတဲ့ကောဓမဘုရားရှင်ကိုတဲ့ပန်းလူခဲ့တယ်တဲ့အဲ့တလူလူရတဲ့အကျိုးအားကြောင့်တဲ့အပေပုံကိုမကြဘူးတဲ့ကဘာပေါင်းဘလောက်ထိမကြဘူးလဲဆိုရင်ကဘာတသိန်းတဲ့ အဲတောင်မင်းကိုပိုင်သူနန္ဒောပနာဒနန္ဒောပနန္ဒနန္ဒောပနန္ဒငကားချင်းကဲ့သို့တောင်ပို့ကြီးကိုပိုင်သူ တကူထွာလာသည်ငကားကြီးတကောင်၏အမိကဘလို့ခေါ်တယ်လဲဆိုရင်နဲ့အဟိသတ္တငကားမင်းနဲ့အဟိသတ္တငကားမင်းနဲ့ဝိတာလီပီကြီးတည်တဲ့ဘယင်ထီဆောင်မင်းအပေါင်းတို့နဲ့အတူအင်ရှိမင်းပေါင်းမြင်များရှိပါတဲ့နီးခွန်ခွန်၃ခွန်9900ခွန် ယရဏတုတ်တော်တွင်များစွာသောဂါရာတို့အနေယရဏတုတ်တော်တွင်များစွာသောဂါရာတို့အနေနောက်ဆုံးယာနိဒဗုဒ္ဓနိတမဂရာနိအစရှိသောသုံးဂါရာသည်မိသူကယွဆိုသောဂါရာဖြစ်ပါသည်နိတကြမင်းရာဇကျူကနေဝေတာလီပြည်ကိုကြွတာ ရာဇကြူပြည်ကနယ်ဝေတာလီမီကိုကြွားတာဘာလို့ခုလဲဆိုရင်ဘလူးတပတ်ရန်ကိုနှိမ်နှင်းဖို့ကြွားတဲ့အခါမှာဘယ်နဲ့ယူဇနာကြတယ်လဲဆိုရင် ကိုယူဇနာရောအနီမြေကြီးကိုအကြောင်းပြုကရန်ပြေငိမ့်စီရန်သေးငယ်တော်ဘီလူးငက်တေးငယ်တော်ဘီလုံးငက်ပင် ဖြစ်လင်ကဲစားကြီးမာသောဆင်ပြောင်ကိုနိုင် နှိမ်နင်းခဲ့ဘူးတယ်လို့အစာချီကဟောကြားတော်မူခဲ့သောဇတ်တော်အီအမီကိုအာပေါ်ပြပါပေါ့နော် တင်းငယ်သောဘီလုံးငယ်ဖြစ်လင်ကစားတဲ့ကြီးမားသောစင်ပြောင်ကိုနှိမ်နင်းတော်မူနိုင်ခဲ့တယ်လို့ပြောတာကအဲ့ဒါလိုမျိုးအစာချီပြီးတော့ဟောခဲ့တဲ့ဇတ်တော်ကပါလဲဆိုရင် လာတူကီကာဇတ်တဲ့နောက်မြတ်စွာဘုရားရှင်အားတဲ့တာဝီအတော်တာကီဝင်မင်းသားပေါ့နော်တာကီဝင်မင်းသားယဟန္တာ900တို့ ရဲတဲ့အစည်းအဝေးမှာတဲ့မဟာသမယအစည်းအဝေးမှာတဲ့မဟာသမယတုပ်ဆိုနော်တမ္မာပရိပာဇနီယတုပ်ဆိုကိုဟောတယ်တဲ့အဲ့လိုမျိုးဟောတဲ့အခါမှာဆိုရင်နတ်ပြမာရေအတွက်ပေါင်းနတ်ပြမာရေအတွက်ပေါင်းဂရေ9သိန်းအရဟတဘူဝင်ခဲ့ကြရတယ်တဲ့ကပိလဝပြည်နင်းဝေတာလီပြည်ဟာ ယူဇနာပေါင်းမြေမြဝေးဇယ်နေ52ယူဇနာ မဟာမီရိတော်မဟာပစာပတိဂေါရမီအတွက်ဘေကုနေတာဒနာတော်ထူထောင်မှုယံကရုဏံကရုတန်တရာကရုတန်တရာဥပတေဗနမျိုးထုတ်ပြန်ပေးပါသည်နိရှင်မျိုးသစ္စာပရိပုဟာဆိုရင်ဘုရားပရိနိဗ္ဗာန်ဆံပြီးတော့မှနှစ်ပေါင်း200ကျော်တဲ့အခါမှာဒီအရှင်ကာလဗုဒ္ဓရကိတာဆိုတဲ့အမည်နဲ့ယဟန္တာဖြစ်တော်မူတယ်တဲ့ ။မြစာဗျာဒီကျွထိုက်တော်မူသောအကျွထိုက်တော်ဝေဝေနေယတတဝါတို့အားတရားရည်အတိုင်ကျွေးတော်မူရန်ခီးဒေတာစာရင်းညာတွင်ကြွချင်းကြွချီချင်းဗဏမျိုးဖြင့်ကြွချီတော်မူပါသည်နိနှမျိုး။အမြတ်ဗုဒ္ဓဒေတာစာရင်း ဒီဒေတာစာတွေပေါ့နော်မြမုတ်တာဒေတာစာရင်းကြောင်းရောက်ရာတွင်အကျယ်ဝန်းဆုံးသောခေကြီးအလေလက်ဖြစ်သောခေကြီးအငယ်ဆုံးအနည်းဆုံးဖြစ်သောခေကြီးဟူ၍အဝန်းသုံးမျိုးဖြင့်ကြောင်းရောက်တော်မူရာ၌အလေလက်ဖြစ်သောခေကြီးသည် ယူဇနာမိများရှိပါသည်နီ600